โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေ Game of Thrones ကစသိန်းခဲ့တာတော်တော်ကြာပါပြီအားလုံးသိတဲ့အတိုင်းရှေ့ပိုင်းတွေအားလုံးလမ်းပြန်နေအောင်ကောင်းခဲ့သလောက် final season ကတော့ပြည်သက်တွေအားမလို့အားမရဖြစ်ခဲ့ရပါတယ်ဒါကတကယ်တမ်းဇလန်းမိုင်းအားနဲ့လို့ဖြစ်သလိုမူရင်းရေးသားသူဖြစ်တဲ့ George RR Martin ရဲ့စာအုပ်ကိုအခြေခံတာမဟုတ်ပဲဇန်ညွန်းစရာတွေရဲ့လက်ရာကြောင့်ပြည်သက်တွေကအစွဲမကျွတ်တာလည်းဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်စသိန်းကတော့ရှေ့ season တွေလောက်မကောင်းပါဘူးတခုခုလိုနေတာအမှန်ပါ ဒီနေ့ဗီဒီယိုမှာဆိုရင် Game of Thrones Final ကြောင့်ပရိသတ်တွေသူလောသူလောဖြစ်ခဲ့ရတဲ့မိဂွန်းနှစ်ခုအကြောင်းပြောပါမယ်။ပထမတစ်ခုက Daenerys တကယ်သေးလားဆိုတာပါ။မြင်ရသလောက်ကိုကြည့်မယ်ဆိုရင် Daenerys ကအသက်ရှင်နေသေးတာမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့သေနိုင်ခြေရပုံများတာမှုတကယ်သေးသွားတယ်လို့လည်းယူဆလို့ရပါတယ်။ဒါပေမဲ့လည်း Jon Snow ရောင်မှသေပြီးပြန်ရှင်လာတာမှု Daenerys လည်းသေသွားတယ်ဆိုရင်တော့ပြန်ရှင်ဖို့ chance အများကြီးရှိပါတယ်။သူသေးတော့ Dragon ကသူ့အမေရဲ့ body ကိုခြေပြီးထွက်သွားပါတယ်။ ဒါဟာ volunteers ကိုခေါ်သွားတာလို့သိရပါတယ်။သူနဲ့ပတ်သက်တဲ့ဇာတ်လမ်းကဒီနေရာမှာနေပြီးသွားပြီမို့ဘာဆက်ဖြစ်လဲမသိရပဲမဲ့ theory အကြီးကြီးတွေတော့ရှိထားပါတယ်။အဲတဲက popular အဖြစ်ဆုံးတစ်ခုကတော့သူ့ကို red priest တယောက်ကအသက်ပြန်သွင်းပေးလိမ့်မယ်ဆိုတာပါ။ red priest ဆိုတာကတော့ melisandre လိုမျိုး lord of light ကိုတပ်ဝင်ရှုံကြီးကိုကိုွယ်တဲ့ဘုံကြီးတွေပါ။သူရဲ့ Thoros ရဲ့ကိုကြည်ချင်းအပြင် Red Priest တွေတဲကတချို့မှတေးသွားတဲ့လူကိုပြန်ရှင်အောင်လုပ်နိုင်စွာရှိကြပါတယ် ဘောရော့စ်ပြောသလိုဆိုရင်တော့သူတို့စီမှာဘာဆွမ်းအားမရှိတာမဟုတ်ပဲ Lord of Light ကသာတေးတဲ့သူကိုအသက်ပြန်သွင်းပေးနိုင်စွမ်းရှိတာပါဘာပဲဖြစ်ဖြစ်သူတို့ရဲ့အကြောင်းကံနဲ့တေးတဲ့လူဟာပြန်ရှင်လာနိုင်ပါတယ် Daenerys ကို The Prince That Was Promised လို့ယုံကြည်တဲ့ Red Prince တချို့ရှိနေတာကိုလည်းရှေ့ပိုင်းမှာတွေကမြင်ထားရပါတယ်အဲဒါကြောင့် King Varra ကဖြစ်စေတခြားတယောက်ယောက်ကဖြစ်စေ Daenerys ကိုအသက်ပြန်သွင်းပေးမယ်လို့ theory တွေရှိလာတာပါတကယ်လို့ဒါ Game of Thrones ဆက်လန်းကဆက်ပြီးရှိနေအောင်မယ်ဆို Daenerys ကလည်းတေချာပေါအသက်ရှင်နေအောင်မှာပါ ဂျွန်စတိုးဓာတ်နဲ့ထိုးတဲ့ကမသေးတာရယ်တေးပြီးမှ အသက်ပြန်သွင်းခံရတာရယ်နှစ်ခုတည်းကတခုတော့ဖြစ်ပါလိမ့်မယ်ဒုတိယမေကွန်ကတော့ဘရန်ကဘာကြောင့်ဒရိုဂွန်ကိုရှာနေလဲဆိုတဲ့မေကွန်ပါဘရင်အစ်စ်လည်းဖြစ်တဲ့ဘရန်က နောက်ဆုံးနှကားဖြစ်တဲ့ဒရိုဂွန်ကိုအဆက်မပြတ်ချေရခံနေပါတယ်သူနောက်ဆုံးတွေးလိုက်တာကတော့ဒရိုဂွန်ကအက်ဆော့ကိုပြန်သွားပါတယ်စမော့ကောက်ဆောင်မှာပြောတဲ့စကားတွေအရဆိုဘရန်ကဓာတ်ထပ်ပို့ပြီးလဲချေရခံနေပါသေးတယ် သူ့ဘာသာထွက်သွားတဲ့နဂါးတကောင်ကိုဘာလို့ရှာနေလဲဆိုတာအကြမ်းမြင်စဉ်းစားကြည့်ရင်ဒီနဂါးက King's Landing ကိုပြန်လာပြီးသူ့အမေအတွက်လက်စားချေနိုင်လို့ဖြစ်ပါတယ်။နဂါးဆိုတာတိုင်းပြည်တစ်ပြည်ကိုနိုင်ပိုင်းလောက်အတွင်းဖျက်ဆီးပစ်နိုင်လောက်တဲ့ကောင်တွေပါ။အဲဒါကြောင့်၆ပြည်တော်ရဲ့ဘရင်တရားအနေနဲ့ဒီရန်ဆွဲကိုသတိထားနေတာဟာသဘာဝကျပါတယ်။ Assos ကနေ Westeros ကိုပြန်လာပြီးဆိုသူတို့အနေနဲ့ပြင်ဆင်တင်တာပြင်ဆင်ကာကွယ်တင်တာကာကွယ်ဖို့အတွက်နဂါးသင်းကိုကြိုတီးဖို့လိုပါတယ်။ နည်းနည်းဒါကဲဘသူ့ကိုမှမရှုံတဲ့အမြင်နဲ့ကြည့်ရင်တော့ brand က dragon ကိုထိမ့်ချုပ်ပြီးသူ့စိတ်ကြိုက်သုံးမှုရှာနေတာလည်းဖြစ်နိုင်ပါတယ်။အားလုံးသိတဲ့အတိုင်း brand က work တယောက်ပါ။ work တွေကတိန့်ငတ်တို့ကြီးကန်းတို့ဝင်းပလွေတို့ရဲ့စိတ်ထဲဝင်ပြီးတရိတ်ဆန်ခန္ဓာကိုယ်နဲ့လှုပ်ရှားသွားလာနိုင်စွမ်းရှိပါတယ်။ brand လိုမျိုး powerful ဖြစ်တဲ့ work တယောက်အနေနဲ့နဂါးတောင်ကိုမထိမ့်ချုပ်နိုင်ဘူးလို့ဘသူမှမပြောနိုင်ပါဘူး။သူ့သားနဂါးကိုထိမ့်ချုပ်နိုင်လိုက်ရင်ခုနှစ်ပြည်တောင်ကိုမှောက်လို့မှောက်သွန်းလို့သွန်းလှုပ်နိုင်သွားပါပြီ။ ဒါကြောင့် brand ကတကောင်နေသောငကားကိုရှာနေတာဟာသူ့ကိုယ်ပိုင်ပါဝါအဖြစ်လိုချင်လို့ဆိုတဲ့ theory တွေလည်းရှိနေပါတယ်။ Game of Throne က season 9သာရှိရင် brand က villain ဖြစ်မယ်လို့ထင်ကြေးပေးကြသူတွေတောင်ရှိပါတယ်။ဇလန်တစ်လျှောက်ကအထောက်အပံ့အကြီးဆုံး villain တွေဖြစ်တဲ့ Night King စားစီနဲ့တခြားသူတွေအားလုံးတေးကုန်ပြီဆိုတော့ဇလန်ကိုဆက်ချင်ရင် villain တယောက်ကမဖြစ်မနေလိုလာပါတယ်။တကယ်ပါလုံး zombie ဖြစ်မျိုးပြုံးမဲ့အရှိပြီကစားမှ feeling အစ်တစ်ယောက်ပေါ်လာဖို့ဆိုတာကသဘာဝမကြပါဘူး အဲ့ဒီအစားအတိတ်က memory တွေအားလုံးရှိနေတဲ့လူသားတစ်ယောက်က feeling ဖြစ်မဲ့ဆိုရင်တော့ဇလန်းကို develop လုပ်ကောင်းသွားပါလိမ့်မယ်။ဒါကြောင့်ပဲခုလို theory တွေရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဇလန်းကဒီနေရာမှာရင်အဆုံးသတ်ထားပြီးမှဒါရီမှန်မှန်တော့မသိနိုင်တော့ပါဘူး။ fan တွေကဒီတိုင်းအပြင်းပြေအလွမ်းပြေပြောဆိုဆွေးနွေးကြတဲ့ကိစ္စတွေပါ။နှစ်ပေါင်းများစွာရှိုက်မဲ့တကယ်ကဲလုပ်နေပြီးခုထိဖြစ်မလာတဲ့ Jon Snow series ကတကယ်ထွက်လာရင်တော့ဒီအကြောင်းတွေလည်းနည်းနည်းပါးပါးမြင်လာရတော့ပါတယ်။ကျွန်တော်ကတော့မျှော်လင့်မနေပါဘူး။ ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ Marvel ရဲ့ထွက်ထားသမျှ animated movie 20ကျော် DC animated movie 60ကျော်လုံးကို The Mist Telegram မှာမြန်မာစာတန်းထုတ်နဲ့တစုတစီရဲ့လာကြည့်နိုင်ပါတယ်။မမကြီးတွေကတသက်စာဖြစ်လို့အခါဝင်ထားရုံနဲ့အစ်စ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါပါ။ Animation တွေဆိုတာ live action မှာမပါတဲ့ hero နဲ့ villain ပေါင်းများစွာကိုမြင်ရတွေ့ရနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ Movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ ဘယ် channel မှာဆိုမမဝင်ခြင်းနဲ့ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါရယ်ဒီနေ့အဖို့ adios